တရားချစ်ခင်သူတော်စင်ပေါင်းတို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒူတာအရှင်စီကိန်းကဟောကြားတော်မူအပ်သောဘဝဖြောင့်ချောင်းတစီတစောင်းအပိုင်းခုနှစ်တရားတော်ကိုနာကြားရတော်မှာဖြစ်ပါလေရှင်ဘဝဖြောင်းချောင်းတစည်းတစောင်းကိုပြောခဲ့တာဘဝဖြောင်းချောင်းတစည်းတစောင်းဘဝဖြောင်းချောင်းတစည်းတစောင်းနဲ့ပြောခဲ့ဖုံဖုံရဲ့ဘဝ လောကမှာရှိကြတဲ့လူတွေရဲ့ကိုယ်ပိုင်ဝန်ကျင်မှာရှိကြတဲ့လူတွေရဲ့ဘဝကိုဖြောင်းအောင်ပြောပြတာပါဘဝဖြောင်းချောင်းလို့ပြောတာအများအဖြစ်ကတော့ဘဝကောက်ချောင်းလို့သုံးကြပါတယ်ဘဝကိုအကျန်းအဖြစ်ပုံဖော်ကြတာကိုကောက်ချောင်းလေးတွေစချစ်ပြီးဖော်ကြတို့ပကြီးစကားသုံးသုံးပြီးဘဝကောက်ချောင်းလို့သုံးကြဖမုံကတော့ဘဝမှာကိုဘဝအတွက်ဖြောင်းတဲ့ဖြောင်းကိုဘဝလူလေတခြားပုံကိုယ်ရဲ့ဘဝ လမ်းကြောင်းဖြောင့်တဲ့ဖြောင့်အောင်အဲဒစီတစောင်းကျုံကဆုံဝန်လေးတွေကိုပြောပြပေးတဲ့တဘောပဲငယ်ကလေးကစပြီးတော့အမိဝမ်းကောင်းကိမ့်မှုအစပြီးပြောလာခဲ့တာအဲဖုံဖုံတိန်ကျောင်းကအကြောင်းလေးတွေပြောတယ်တနစ်ပေါ့လေကျောင်းနေရတာကလေးအိမ်ပဲမူဂျူလည်းပြောလို့ရတယ်တငယ်တန်းလည်းပြောလို့ရဖုံဖုံဘဝမှာကကျောင်းစနေကာကြီးခါခွေဝါလုံးကစရေးရတာက တုတ်တပိုင်ရရေဦးတိုက်တဲ့ဘုံဘုံတိန်ရဲ့အကြောင်းဆရာတော်ဥဒိန်နာအဲ့ဒီကအရွယ်ရောက်လာလို့ရှိရင်အတန်းကြောင်ထားကြဘုံဘုံတိန်ကြောင်ကအသိအပြကောင်းတယ်ဆရာတော်တန်ဃာတော်တွေဆိုတော့စီကံလည်းရှိလက်ရည်လည်းလာတယ်အဲ့ဘုံဘုံတို့ကြောင်ကဒါဘုံဘုံတိန်ကြောင်ကဒါဘုံဘုံတို့ကမူလတန်းကြောင်အနေနဲ့ဘုံဘုံတို့တုတ်တပိုင်ရက်ွက်ရဲ့တောင်ဘက်မှာထုံးဖို့ရက်ွက်ဆိုတာရှိတယ်အဲ့ဒီထုံးမှုရက်ွက်ကထုံးမှုကြောင်းလို့ခေါ်တဲ့အခြေခံမူလာတန်းကြောင်း သူငယ်တန်းတန်းတန်းသုံးတန်းလေးတန်းအဲ့ဒီကြောင့်ကိုပြောင်းရတာပေါ့လေဖုံဖုံတို့ကသူငယ်တန်းမနေရတော့ဘူးတန်းကစာရဘဝကိုဖြောင့်မှုရအတွက်ဆရာသမားတွေကဘဝကိုပြေပြင်ပြီးတဲ့တကယ်အဓိကပုံကူကြီးပဲအိမ်မှာဆိုရင်တော့မိပါပေါ့ကျောင်းမှာဆိုရင်တော့ဆရာပေါ့ကျောင်းသူကျောင်းသားကျောင်းနေတဲ့အရွယ်မှာမိဘနဲ့နေရတဲ့အချိန်ကြီးဆရာနဲ့နေရတဲ့အချိန်ကြီးဟာ ဟိုအချိန်ပိုင်းအဖြစ်ဒါမပြောဘဲနဲ့ရက်ပိုင်းအဖြစ်ပြောရင်365ရက်မှာကျောင်းပိတ်ရက်တော့ပဲဆရာဆရာမနဲ့မတွေ့ရကျန်တဲ့ရက်တွေမှာဆရာဆရာမတွေနဲ့တွေ့နေရတာတရမ်းရောက်နေဖမုတ်တိန်ကျောင်းကနေလာတဲ့သူဆိုတော့လေရလအောင်တင်းလို့လေရလလေဟဲ့ဆရာတော်တန်ခါတော်တွေကိုယူသေးလို့ဘုရားတရားတန်ခါယူသေးလို့မိဘဆရာသမားယူသေးလို့ဒါတွေကစိတ်တက်တဲ့ပါလာပြီးသားယူသေးတာလေ အတန်းကြောင့်ရောက်တော့တရန်ကဆရာမလည်းယူသေးတာပေါ့နည်းနည်းလေးပဲကွာပါတယ်ဖုံဖုံတန်ရဆရာတော်တန်ဃာတော်ကိုယဟန်တော်ကြီးဆရာမကတော့အိမ်ရာတီထောင်လူတို့ဘောင်မှာနေတဲ့အဲတန်တမီးတွေအမီပေါ့ခုကိုဆရာမကြီးရှိပါသေးတယ်တကယ်လို့အပြစ်ပြောခဲ့ရင်လည်းဆရာမကြီးကိုအပြစ်ပြောတာမဟုတ်ဘူးအပြစ်ပြောတဲ့လေတံမျိုးပါကိုငယ်တုန်းကကိုအတွေးနဲ့ကိုဟာကိုချင့်ချင်ပြီးတော့ကိုစိတ်ကူးနဲ့ကိုတွေးခဲ့တာတွေပြန်ပြောပြတာ ဘုံမုံတို့လူတွေကိုကြည့်တော့လူတွေဟာမျိုးမျိုးပဲတယောက်နဲ့တယောက်မတူကြတချို့ကလည်းညံကောင်းလိုက်တာတချို့ကလည်းညံနေလိုက်တာအဲတချို့ကလည်းသွက်လက်ချက်ချလိုက်တာတချို့ကလည်းအေးအေးဆေးဆေးနေလိုက်တာအေးအေးဆေးဆေးနေတာကိုပဲညံကောင်းတာနဲ့ညံနေတာကကွာသွားပြန်ရှိတာပဲအဲ့လိုတော်တော်လက်လက်နေတာကိုကပဲလိမ်မာပြီးတော်တော်လက်လက်ညံကောင်းပြီးတော်တော်လက်လက်ရှိသလိုဆိုးပြီးတော့တော်တော်လက်လက်နေတယ်ရှိတာပဲကလေးတစ်ပါး ဖြစ်ပါကလေးတပံဝဒီလိုသာဆိုရင်ဆရာသမားကောင်းပြဲ့ပြင်ပေးတဲ့သူမရှိဘူးလူကြီးဘဝကြရင်လည်းပဲဒီလိုပဲတော်တော်လွတ်လွတ်နဲ့ဆိုးတာတွေဖြစ်ချင်းဖြစ်နေဘူးတွက်လက်တာကအမှုအရာဆိုးတာကောင်းတာကစိတ်ဓာတ်ပိုင်းဆိုင်ရာဖြည်းဖြည်းနေနေကအမှုအရာပင်ကိုပါလာတာသူ့ဘာသာမှာသူ့ဇရာရေပေါ့ဆိုးတာကောင်းတာကစိတ်ဓာတ်ရေးရာတငယ်ချင်းနဲ့မှကိုပဲမတူဘူး တချို့ဖြည်းဖြည်းစိစိလုပ်နေတဲ့လူရှိတယ်။တချို့မြဲမြဲဆန်းဆန်းလုပ်တဲ့သူရှိတယ်။အလုပ်တွေလုပ်ကြ။မတူဘူးပေါ့။ခုအသက်အရွယ်ရလာမှရဟန်းတန်ခါချင်းချင်းမှလည်းအမှုရာကတော့ကြွားကြတာပဲ။ရှိတာပဲရှိတာပဲအဲ့ဒါ။ဟိုစိတ်တက်ရေးရရှိသလိုကြွားတာရှိသလိုအမှုရာရေးရလည်းကြွားတာ။음အဓိကထားပြောချင်တာကအဲ့ဒီတဒန်းအရွယ်တုန်းကမှတ်မှတ်ရရရိုက်ခါတယ်။အတန်းရှိထွက်ပြီးရိုက်ခါတယ်။ရိုက်မခံနိုင်ဘူး။ဘုံမောရိုက်ကိုမခံနိုင်ဘူး။ ဒါပေမဲ့ဘုံဘုံကအရိုက်မခံနိုင်ဘူးဆိုတော့ဘသူကအရိုက်ခံနိုင်လို့ဆိုဒီပြင်းတငယ်ချင်းတွေကြတော့အံ့ဩစရာကောင်းတာသူတို့ကြည်ရတာအရိုက်ခံနိုင်တဲ့သူတွေလားလို့အဲ့လိုတောင်ထင်ရတယ်။နောင်ကျမှမေးကြည့်တော့အချင်းချင်းစကားပြောကြည့်အသက်အရွယ်ရလာလို့မေးကြည့်တော့ဘယ်အရိုက်ခံနိုင်မှာတုန်းကွာလို့အဲ့လိုသူတို့ပြန်ဖြေကြတယ်။ဘုံဘုံအရိုက်မခံနိုင်ဘူးလူတိုင်းလည်းအရိုက်မခံနိုင်ဘူး။ဒါပေမဲ့အရိုက်မခံနိုင်ခြင်းမခံနိုင်နာခြင်းတူတူဘာကွာသွားတော့ဆိုတော့သူတို့အရိုက်မခံခြင်းပုံကြီးကတမျိုးကြီး စာမရလို့ရိုက်တယ်။နောင်နေရစာရအောင်ကြက်လားဆိုမချက်။ကစားလို့ရိုက်တယ်။ပြေးလို့ရိုက်တယ်။ဟိုးအမြင့်မော်တက်လို့ရတယ်ရိုက်တယ်။ရေကံမော်တက်လို့ရိုက်တယ်။ကျောင်းဝင်းနေရမော်တကုတ်ကတ်တက်လို့ရိုက်တယ်။ရိုက်တခါခံရပြီ။နေလိုက်ပေါ်ထားတယ်မလုတော့နဲ့ဘာမို့သူတို့ထပ်လုတာ။သူတို့ထပ်လုတာပဲဖုံဖုံစိတ်နဲ့သာနိုင်ကျင်တော့တခါရိုက်ခံရင်ဓာတ်ကြောင့်ရိုက်ခံရတော့မလုတော့ဘူးပေါ့။ မလုပ်တော့ဘူးပေါ့ဘာလုပ်မှာတော့လက်ကဆင်းဆရာမပဲကိုကောင်းစီခြင်းလို့ရိုက်တာကိုသိတာဒါကြောင့်ရိုက်တယ်မလုပ်တော့ဘူးပေါ့ဒါသူတို့ကြတော့အန့်စရာကောင်းတာအဲ့လိုကိုအယိုက်ခံခံနေတာငယ်တုန်းကတော့ဒီအတွေးသာရှိတာအဖြေမရှိဘူးပေါ့အတွေးသာရှိတာသူတို့ပြောမပြောပြဘူးပေါ့လေဖုံးဖုံးကြတော့ဘလို့ကြောင့်ရိုက်ခံတာလို့ဆိုတော့မဟာရိုက်ခံစာအုပ်မဟာရိုက်ခံရတာအဖြေစာအုပ်တင်တော့ အဲအမှန်နေတာစာဦးမှားရိုက်ခံတာစိတ်ထဲမှာတော်တော်ခံစားရတယ်ဖုံဖုံတိမ်ကြောင်ကလေးကလုံးဝအရင်မခံရအောင်ဒီလားဆရာသမားရိုက်ဆုံးမတာကိုအပြစ်မမြင်ပါဘူးခုလဲဆရာမကြီးရှိနေသေးတယ်ဖုံဖုံတို့တန်းကဆရာမရန်ကုန်မှာရောက်နေတယ်လို့ကြားဆရာဆရာမတွေကျောင်းသားတွေကိုလိမ္မာစီတင်းလို့ရိုက်တာအပြစ်မမြင်ဘူးဒါပေမဲ့ကိုဘဝမှာအဲ့လိုမှားရိုက်ခံလိုက်ရတာကြီးကိုတော့စိတ်ထဲမှာတော်တော်ခံစားဖြစ်တယ် ိုစိတ်ထဲမှာတော့ဆင်ဆင်မတွေကမှန်အောင်နည်းနည်းလေးဂယုစိုက်ပါလားဆိုတော့တွေ့ကြည့်တော့သူတို့တွေလည်းသူတို့လည်းအရင်တီထောင်လူတို့ဘောင်မှာနေတဲ့သူတွေပဲသားရဲ့တပည့်စီဝါရဲ့လူမှုရဲ့တခြားအရေးတွေလည်းရှိမှာပဲပြည်နေတာမပြည်နေတာလည်းရှိမှာပဲအိုးစိတ်ရှုပ်နေတဲ့အချိန်ဆိုတာလည်းရှိမှာပဲအဲ့လိုထိတဲ့ဘုံဘုံတို့ကဖြေသာခဲ့ပါလေငယ်တုန်းကအဲ့လိုမသိပေမဲ့တော့ကြီးတော့ဖြေသာတာပေါ့ငယ်တုန်းကတော့ဆရာဆိုတာရိုက်မှာပဲဒါပေမဲ့ငါဘာလို့မရိုက်ခံဘူး မဟုတ်ဘဲနဲ့အယိုက်ခံရတယ်။ငါကောင်းရတဲ့နဲ့ဆိုးတယ်ထင်ခံရတယ်။ငါမှန်ရတဲ့နဲ့မားတယ်ထင်ခံရတယ်ဆိုပြီးအဲ့လိုစိတ်ထဲဖြစ်ခဲ့ကြတာ။ဘုံဘုံတို့ဘဝနဲ့ချီပြောနေ။အယိုက်ခံရခဲ့တယ်။အယိုက်လည်းမခံရဘူး။တကယ်လို့များအယိုက်ခံရရင်လည်းကိုမားလို့အယိုက်ခံရင်တသက်လုံးမမအောင်ဘူး။ဟောအဲ့ဒီမှာနေ။နောက်ပိုင်းနောက်ပိုင်းမှာအသည့်တွေဝင်လာ။ဘုံတော်ကြီးမြတ်စွာဘုရား ကာတိငင်းထိန်တဲ့လူပါလေတရားဟောငင်းထိန်ကသူ့အကြောင်းပြောတာပေါ့အရှင်ဖျားအရှင်ဖျားယဟန်တော်တွေကိုဘလို့ဆုံးမပါသလဲဖျားတပည့်တပန်းတွေကိုဘလို့ဆုံးမပါသလဲဖျားဘုရားရှင်ကိုရမြတ်ကြီးကငါအမောင်းအသင်သင်္ကန်းရောဘလို့များဆုံးမသလဲသိမြည်တယ်ဩကြာဖို့တန်လေးဝေးလိုက်ကြာဖို့တန်လေးပေးလိုက်ယုံနဲ့အတန်လေးပေးလိုက်ယုံနဲ့ပြေးမဲ့မြင်မျိုးဆိုအတန်လေးပေးလိုက်ကြာဖို့အရေးအယောင်လေးကိုပြမှပြီးမဲ့မြင်းဆိုရင်အရေးအယောင်လေးပြလိုက် ချာဖို့အတန်လေးပေးမှပြေးမဲ့သူဆိုအတန်လေးပေးလိုက်နောက်ဆုံးချာဖို့နဲ့ရိုက်လို့ထိမှပြေးမဲ့ငင်းဆိုရင်လည်းချာဖို့နဲ့ရိုက်လိုက်တာနောက်ဆုံးရိုက်လာတော့မှတာတာရိုက်မှပြေးမဲ့မြင်းဆိုတာတာပဲရိုက်တယ်နာနာရိုက်မှပြေးမဲ့မြင်းဆိုနာနာရိုက်တယ်နောက်ဆုံးဘုရားအကုန်လုံးပြောလိုက်မယ်ရိုက်လည်းမပြေးမဲ့မြင်းဆိုရင်တတ်စားလိုက်တယ်ဒါလိုပဲပြောလိုက်ရမှာမဟုတ်လေတတ်စားတယ်လို့အဲ့ဒီမှာတင်ဘုရားရှင်ကိုရောမြတ်ကြီးကတပည့်သားတာဝကနေဘူး ်တဏ္ဍာဒုက္ခကလွတ်ရလွတ်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းအခြေငောင်းတွေကိုဟောဖို့ဆုံးညွန်ပြဆုံဆုံးမတဲ့အခါမှာအဲ့ဒီမြင်းဒိန်ပြောတဲ့အတိုင်းပဲပြန်ပြီးတော့ဘုန်းတော်ကြီးမြတ်စွာဘုရားဟောတယ်ဒီတို့တပည့်တွေကိုလည်းပဲအတန်ပေးရုံဆိုအတန်ပဲပေးလိုက်တဲ့အရေးအယောင်ပြရုံဆိုလေအရေးအယောင်ပဲပြတချို့ပုဂ္ဂိုလ်တွေကအတန်လေးပေးလိုက်ယုံတဲ့ကိုအိုးကိုယ်လှုပ်เสียရှိတာတွေလှုပ်သွားတယ်အဲတချို့ပုဂ္ဂိုလ်တွေကြတော့အရေးအယောင်လေးပြယုံနေပဲကိုယ်လှုပ်တွေလှုပ်သွားကြတာ ကိုသီလကိုသမာဓိကိုပညာတွေကျင့်သွားတယ်။တချို့ပုဂ္ဂိုလ်ကြတော့နည်းနည်းလေးနာအောင်ရိုက်မှလို့ပဲနာနာလေးအဲနည်းနည်းလေးရိုက်မှပဲသီလသမာဓိပညာဖြည့်ကျင့်ရတယ်ဆိုရင်လေနည်းနည်းလေးရိုက်တယ်လို့မျိုးကိုစကားတော်လေးရိုက်ပြရတယ်တရားတော်လေးရိုက်ပြရရိုက်တာတော့မှတချို့ကနာနာရိုက်မှပြီးမဲ့သဘောမျိုးဆိုရင်တရားစကားတော်နဲ့နာနာလေးရိုက်ပြီးမောကပုရိသမောကပုရိသစသည်အဖြစ်အရေးစုံအောင်ရိုက်မှဆိုရင်လည်းအရေးစုံအောင်ရိုက်ပြီးဖို့အရေးကြီးတာ သီလတော်တွေကျင့်ဖို့အရေးကြီးတယ်။တမာတိတွေကျင့်ဖို့အရေးကြီးတယ်။ပညာတွေကျင့်ဖို့အရေးကြီးတယ်။သီလတမာတိပညာကျင့်ဖို့ပဲသီလတော်တွေကျင့်ဖို့အရေးကြီးတယ်။တမာတိတော်တွေကျင့်ဖို့အရေးကြီးတယ်။ပညာတော်တွေအရေးကျင့်ဖို့အရေးကြီးတယ်။သီလတမာတိပညာကျင့်ဖို့ပဲအရေးကြီးတယ်။ဘုန်းတော်ကြီးမြတ်စွာဘုရားကမြင်းတိန်ကမြင်းတွေကိုလိမ္မာအောင်ဆုံးမတယ်လို့ဆုံးမတော်ဒါမြင်းနှိမ်ကိုဟောလို့မြင်းနှိမ်သိထားတဲ့အတိမြင်းနှိမ်သိထားတဲ့အတိဉာဏ်နဲ့သိလျော်အောင်ပြန်ဟောပြတာကို နောက်ဆုံးပြောမရတော့တဲ့ပုံကူမျိုးကြတော့အရှင်ဒီဝရတ်လိုပုံကူမျိုးပေါ့အရှင်ဒီဝရတ်အဖွဲလိုပုံကူမျိုးကြတော့သတ်စာလိုက်တယ်ဆိုတာဘုရားရှင်ကိုရောင်မြတ်ကြီးကသတ်စာတယ်ဘယ်ဟုတ်မဆုံးမတော့သောအဖြစ်နေလိုက်တာကိုသတ်စာတယ်လို့ခေါ်အော်အဲ့ဒီမှာနေဆရာဆရာမတွေဘာငယ်သမီးငယ်တွေအကြောင်းသူအကြောင်းသားတွေရဲ့ဘဝလမ်းကြောင်းကြီးဖြောင်းအောင်လို့ဆရာဆရာမတွေထဲပါမိပါတွေရောပေါ့ဘာငယ်သမီးငယ်တို့ရဲ့ မိရမြစ်တီးရဲ့ဘဝလမ်းကြောင်းဖြောင်းအောင်လို့စီမံဆောင်ရွက်ကြတဲ့မိပါကုသသမီးဟာဘလူကလေးလေကုတတိဟာဘလူကလေးလေအရေးကုန်စုံအောင်ရိုက်မှဘဝလမ်းကြောင်းဖြောင်းမှာလားအရေးပြယုံနဲ့ဘဝလမ်းကြောင်းဖြောင်းမှာလားအတန်ပေးယုံနဲ့ဘဝလမ်းကြောင်းဖြောင်းမှာလားအဲအဲ့ဒါလေးကိုသိစေခြင်းလားအဲ့ဒါလေးကိုသိစေခြင်းရှိပါတယ်ရှိပါတယ်တပည့်တဲမှာလည်း2မျိုး3မျိုး4မျိုးရှိတာပဲအစုံ5မျိုးထိသာသမီမှာလည်း2မျိုး2မျိုး3မျိုး4မျိုး5မျိုးထိရှိတာ အဲ့တော့ဒီဘဝလမ်းကြောင်းဖြောက်အောင်လုပ်ပြီးတဲ့ဆရာသမားတွေဘဝလမ်းကြောင်းဖြောက်အောင်လုပ်ပြီးတဲ့မိဘတွေဟာဒါလေးတည်ထိုင်မတော့ကောင်းဘူးခုခေတ်သားတွေသမီးတွေကိုမိဘတွေကခုခေတ်သားတွေသမီးတွေကိုဆရာတွေကတပည့်တွေကိုဆရာတွေကအိုးကိုရိုက်တာဝါသနာပါတိုင်းရိုက်နေကြတဲ့ဆရာသမားတွေရှိတယ်အပြစ်မဟုတ်ပါဘူးကောင်းစီခြင်းနဲ့စိတ်ထားပါဘူးဒါပေမဲ့မြင်းမထိန်တတ်တဲ့မြင်းတိန်ထိန်လို့ဘယ်မြင်းမှမယဉ်ကျေးသလိုမလိမ္မာသလိုအဲ့ဒါလို့များကိုကရိုက်ဆုံးမှမှရမယ်လို့ တထစ်ကြပုံလေးများတွက်ထားတယ်။ဆရာဆရာမတွေလည်းတူတူပဲမိဘတွေလည်းတူတူစကားပြောဆိုကြမ်းကြမ်းတမ်းတမ်းနဲ့ကိုဆူဟဲငေါ့ဟဲပြောဟဲဆူမနာသမီးကစာချက်မင်းတပည့်တပန်းတွေကစာချက်မင်းနာသမီးကလိန်မာမယ်တပည့်တပန်းကလိန်မာတယ်။အေးငါဒီလိုပြောတာတောင်မနေမရရအောင်လုပ်နေရတာဆိုရင်ဒီတရားစကားလေးများကြားရရင်နားလေပေးကြပါနားလေပေးကြပါကိုသားသမီးကဘယ်လိုပုံကူလဲ ဖုံးဖုံးဆိုရင်အရေးပြအထီးမခံနိုင်နားအဆူမခံနိုင်အရေးပြယုံနဲ့အယောင်မြင်ပြီးတော့ကိုပြေးပါလေကွအတန်ပေးယုံနဲ့ကိုဟေးလို့ဩစရာမလိုဘဲနဲ့ပြေးပါလေကို့ဘဝမှာကို့ဘဝလမ်းကြောင်းတိုးတက်အောင်ကိုလှုပ်လာခဲ့တာလားလောကကြီးမှာဆင်းရဲတာချမ်းသာတာနဲ့မဆိုင်လူငယ်သားတွေတမီးတွေဟာဘုံငယ်ငယ်ရွေရစပြီး16နှစ်အစိတ်တွေလည်းတူတူပဲကိုကအဆူအငေါအပြော့အဆူအရိုက် အပုပ်အိုးဘာမှလုံးဝမခံအလုံးမခံခြင်းနဲ့သားသမီးတွေဟာတချို့မိဘတွေကအဲ့လိုရိုက်လွန်းအာကြီးလို့ဆူလွန်းအာကြီးလို့ပြောလွန်းအာကြီးတို့ကိုရွေ့နေတဲ့မြင်းတွေရှိတယ်။လမ်းကြောင်းတွဲပြေးတဲ့မြင်းတွေရှိတယ်။ပြန်ပြီးနောက်ကိုဖနှောင်းတဲ့မြင်းနဲ့ကန်တဲ့မြင်းတွေရှိတယ်။အော်ဘုရားရှင်ကိုတော်မြတ်ကြီးကသာသနာတော်မှာတပည့်တန်ခါတွေဘလောက်ကြီးပွားတိုးတက်အောင်ဆုံးမသလဲ။လူရွာနတ်ရွာမြမရွာကိုရောက်ဖို့တင်မကပါဘူး။အဲ့ဒါတွေကအဓိကမဟုတ်တော့ ကိလေသာကုန်ခန့်ယဟန္တာဖြစ်ဖို့ကိလေသာတွေနေပါပြီအရိယသောတာပန်တက္ကရကအနာဂံတွေဖြစ်ဖို့ယဟန္တာတွေဖြစ်ဖို့ဒီဆုံးမတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးတော်မှာဆုံးမပုံဆုံးမနီးကိုအဲ့လိုလေးတွေအမျိုးမျိုးဆုံးမလာကြောင်းဆရာဆရာမတွေလည်းပဲဒီအတိလေးရှိရင်ရှိပါတယ်ဒီမေ့နေတာနေမှာရှိပါတယ်ဆရာဆရာမတွေပဲဟိုအထင်သေးတဲ့စကားပြောတာမဟုတ်ပါဘူးရှိမှာဒါမဲ့ကိုသားရေးသမီးရေးစီးပွားရေးကြီးပွားရေးလူမှုရေးလောကပတ်ဝန်းကျင်အရှုပ်ထွေးတွေနဲ့အဲ့ဓာတွေကိုစိတ်ရှုပ်ပြီးတော့ဟဲ့ ဒီလူလဲအော်မရမယ်ဟိုလူလဲအော်မရမယ်ဒီလူလဲရိုက်မရမယ်ဟိုလူလဲရိုက်မရမယ်ဒီလူလဲဆူမရမယ်ဟိုလူလဲဆူမရမယ်ဆိုတဲ့အဲ့ဒီစိတ်သက်မျိုးနဲ့များတတမတ်ထဲဆုံးမရင်မြင်းတိန်ကောင်းပဲဖြစ်တော့မှာတော့မြင်းနေလိမ်မအောင်လှုပ်ပေးတဲ့သူပဲဖြစ်တော့မှာကိုလှုပ်ချင်အောင်လှုပ်တဲ့သူဖြစ်မှာပေါ့မိဘတွေလည်းဒီတိုင်းပဲကို့မိသားစုအရေးကို့လူမှုရေးအရေးတွေနဲ့ရှုပ်ချက်ခတ်တဲ့အခါမှာကို့မိဘအရေးကို့လူမှုရေးကို့သားသမီးအရေးတွေနဲ့ရှုပ်ချက်ခတ်နေတဲ့အခါမှာ ကိုဘလို့များကုသသမီးတွေကိုဆုံးမမလဲ။အော်ဒီအသည်လေးရှိပြီဘလောက်ကောင်းမလဲ။ခမုန်းလေးစူးစမ်းကြည့်တယ်ကိုနားကလူတွေကိုကလေးကလေးလိုလူကြီးလူကြီးလိုလူငယ်လူငယ်လိုလူရွယ်လူရွယ်လိုယောက်ျားယောက်ျားလိုတစ်မျိုးမိန်းမမိန်းမလိုတစ်မျိုးအဲအဲ့လိုမျိုးပဲဖုံဖုံကဆုံးမတာဝါသနာပါတယ်တပြေးတည်းတစ်မျိုးတည်းတော့မပြောပါဘူးအဲဒီလူကိုဒီလိုလေးဆုံးမဟိုလူကိုဟိုလူလေးဆုံးမလို့အဲဆုံးမပုံ